အလင်းရယ်အတန်ရယ်ပြီးတော့ကျွန်တော်တို့ရေလိုင်းတွေရယ်ကိုလိုင်းလို့ပြောလိုက်ရင်လူတိုင်းယုံမယ်ဆိုတာကျွန်တော်သိရယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကအရာဝတ္ထုတိုင်းကလိုင်းနေပါလို့ပြောရအောင်ယုံပါလားဆိုတော့ဥမာကျွန်တော်ဒီကြည့်နေတဲ့သူပြီးတော့ကျွန်တော်ပတ်ဝန်းကျင်မှာရှိသမျှအရာတိုင်းကလိုင်းနေပေါ့နော်ကျွန်တော်ဆော့တဲ့ဘောလုံးလေးတွေအားစလိုင်းရယ်လို့ပြောရအောင်ယုံပါလားဆိုတော့ဒီနေ့ဗီဒီယိုမှာတော့ဒါတွေကိုကျွန်တော်ကလိုင်းနေဖြစ်ကြောင်းကိုသတိပြသွားမှာဖြစ်တယ်ပေါ့နော်ဆိုအရင်ရှိပြီလို့မှာလဲကျွန်တော်အများမ်းပြောခဲ့တယ်အာအလင်းဆိုတော့ဒီ light က အပါတီကယ်ဆိုရက်ဖိုတွန်နေချရောပြီးတော့ wave ဆိုရက်လျှက်စက်တန်လိုက် line သဘောတရားရှိတယ်ဒါကြောင့်သူ့ wave particle duality လို့ခေါ်တယ်ဆိုတော့တကယ်တော့အဲ့သဘောတရားကစัจ java ထဲမှာရှိတဲ့အရာရာတိုင်းသူကဖြစ်တယ်ဆိုတာကိုကျွန်တော်ဒီဗီဒီယိုမှာပြောပြမှာဖြစ်ပါတယ်ဒါဆိုရင်အရာဝတ္ထုတစ်ခုကို line လို့သတ်မှတ်ဖို့ဘယ်လိုတတ်သေးလေးလို့လဲဆိုတာကိုအရင်ဆုံးကြည့်ကြည့်မယ်ပေါ့နော်အာကျွန်တော်ကအရာဝတ္ထုတစ်ခုကို line လို့သတ်မှတ်ဖို့ဆိုရင်ဒီအရာဝတ္ထုက line ရဲ့သဘောတရားသဘာဝတွေဖြစ်တယ် line ပြန်တဲ့ reflection နေပြီးတော့ shine နဲ့ refraction နေပြီးတော့ line ကိုရဲ့ diffraction နေပြီးတော့ line ထက်တဲ့ဒီ interference လို့ခေါ်တဲ့သဘောတရားတွေပေါ့နော်ဆိုတော့ဒါတွေရှိရမယ့်အပြင်သူတို့တွေမှာချိန်နှုန်းတို့ line လျားတို့ပြီးတော့ speed တို့ဒါတွေလည်းရှိရမယ်ပေါ့နော်ပြီးရင်သူတို့က energy ကိုလည်းသူတည်ဆောင်နိုင်ရမယ်ဆိုတော့ဒါမှကျွန်တော်တို့ကဒီအရောက်ထူက line မှာလို့ပြောလို့ရဒါဆိုရင်ဘာလို့အရောက်ထူတိုင်းက line လဲပေါ့နော်ဒီနေ့ဗီဒီယိုမှာဒီကိစ္စတွေကိုကျွန်တော်ဖြည့်ရှင်းပေးသွားမယ်ပြီးလို့ရှိရင်အရန်ကို လေးနက်တဲ့ double slit experiment အကြောင်းကိုလည်းကျွန်တော်တေချာလေးရှင်းပြပေးပါမယ်ပေါ့နော်။ဒါကြောင့်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးဖို့တောင်းဆိုချင်ပါတယ်။ဒါဆိုရင်လိုင်းရင်နဲ့ပြောမယ်ဆိုရင်တော့လူတိုင်းမြင်လွယ်တဲ့ရေလိုင်းရင်နဲ့ပဲတစ်ချက်လောက်ကြည့်ကြည့်မယ်ပေါ့နော်။ဒါဆိုရင်ရေလိုင်းရင်မှာကျွန်တော်တို့လုံးဝမြင်သာတဲ့လိုင်းလျားတွေလည်းရှိတယ်။ပြောရရှင်သူတို့ရဲ့ frequency လို့ခေါ်တဲ့ချိန်နှုန်းတွေကိုတွက်ကြတာလည်းလွယ်တယ်။ပြီးတော့ဒီရေလိုင်းတွေကအရာဝတ္ထုတစ်ခုနဲ့တွေ့လို့ရှိရင် reflect ဖြစ်ကြတယ်။ပြောရရှင်မတူညီတဲ့ ရေအတိမ်အနက်ထဲကိုဖြတ်သွားတဲ့အချိန်မှာသူတို့တွေက refraction လိုင်းတွေရှိုင်သွားကြတယ်ပေါ့နော်ဆိုတော့အဲနောက်ထပ်အထူးခြားသောတစ်ချက်ပေါ့နော်ဆိုတော့တော်တော်များများ reflection နဲ့ refraction တော့နားလည်တယ်ဒါပေမဲ့တော်တော်များများမသိတာက diffraction ဆိုတဲ့လိုင်းကိုရတဲ့သဘောတရားကိုမသိကြဘူးဆိုတော့ diffraction ဆိုတာဘာလဲလို့ပြောရင်လိုင်းတစ်ခုကဒီ gap လို့ခေါ်တဲ့ဒီအဟလေးတစ်ခုပေါ့နော်ဒါမှမဟုတ်လေအပေါက်ကလေးတစ်ခုကိုဖြတ်သွားတဲ့အချိန်မှာဒီလိုင်းတွေကပြန့်ကားပြီးတော့ အဲကိုယ်ဝါကြတော့ပြောတာဖြစ်ပါတယ်ဒါပေမဲ့ diffraction ဖြစ်ဖို့အတွက်တော့တချို့အချက်တွေလိုအပ်တယ်ပေါ့နော်အဲတိတာထင်ရှားတဲ့ diffraction ဖြစ်ဖို့ဆိုရင် line တစ်ခုကသူ့ရဲ့ line အလျားနဲ့ညီမျှတဲ့အာ gap ပေါ့နော်ဆိုတော့ဒီအပေါက်လေးကိုဖြတ်သွားတဲ့အချိန်မှာမှတိတာတဲ့ diffraction ကိုတွေ့ရမှာဖြစ်တယ်ပေါ့နော်တကယ်လို့အဲဒီ gap ကအရန်ကျန်နေမယ်ဆိုလို့ရှိရင်လည်း diffraction ကိုတိတိတသားမြင်ရမှာမဟုတ်ဘူးပေါ့နော်အဲ့သဘောတရားလေးကိုတစ်ချက်လောက်မှတ်ထားပေးပါဆိုတော့နောက်တစ်ခု line နေမှာကရေ line နေမှာပေါ့နော်အထူးသဖြင့် သိတာထင်ရှားတဲ့ interferon လို့ခေါ်တဲ့ပတ်တန်တွေလည်းရှိတယ်။ဆိုတော့ဒါပေမဲ့ interferon လို့ခေါ်တဲ့ line ထက်တဲ့သဘောတရားကဘယ်အချိန်မှအဓိကဖြစ်လဲလို့မေးရင်အဲကျွန်တော်တို့ဒီရေ line နှစ်ခုစုံတဲ့အချိန်ပေါ့နော်ရေ line နှစ်ခုစုံတဲ့အချိန်မှာအဓိကဖြစ်တယ်။ဒါဒါရေ line မှမဟုတ်ဘူးဘယ် line မဆို interferon ဖြစ်နိုင်တယ်။ဆိုတော့ဘယ်လိုမျိုးလဲလို့ပြောလို့ရှိရင်တော့ဒီ line တစ်ခုမှာကျွန်တော်တို့ line ထိတ်လို့ခေါ်တဲ့ crust တွေရှိမယ်။ line ခွက်လို့ခေါ်တဲ့ trout တည်ရှိမယ်ပေါ့နော်အနိုင်ဆုံးနဲ့အမြင့်ဆုံးနေရာတွေရှိရဲဆိုတော့ line တစ်ခုရဲ့ line ထိပ် line ထိပ်ချင်းစုံတဲ့အချိန်မှာတို့ line တွေက bigger crash လို့ခေါ်တယ်ပို့ပြီးတော့ကြီးရဲ့ line တွေဖြစ်သွားတယ်ပြီးတော့အဲတခု line တစ်ခုရဲ့ line ထိပ်ရဲ့နောက်ထပ်တစ်ခုရဲ့ line ခွက်ရဲ့စုံတဲ့အချိန်မှာတော့တို့တွေက cancel out ဖြစ်ပြီးတော့တယောက်နဲ့တယောက်ပြဲပြီးတော့ရိုးရိုးတန်းတန်းအ line တွေပြောက်သွားကြရယ်ပေါ့နော်အဲတကယ်လို့အ line ခွက်နှစ်ခုစုံပြီးဆိုရင်လေပို့ပြီးတော့ကြီးသေးတယ်ပို့ပြီးတော့ကြီးရဲ့ line ခွက်တွေဖြစ်သွားကြတယ် ဆိုတော့ဒီသဘောတရားကိုဗမာမြင်တာလဲလို့ပြောလို့ရှိရင်တော့ကျွန်တော်တို့ဒီရေလိုင်းညီမာလဲမြင်တာတလို့အရန်မြင်တာကတော့ကျွန်တော်တို့အတန်လိုင်းရဲ့ b frequency ဆိုရဲအာအရာလေးမှာမြင်တာရယ်ပေါ့နော်ကဲဒါဆိုရင်ဒီဗီဒီယိုလေးကိုတစ်ချက်လောက်နားထောင်ကြည့်ပါ ဒီဗီဒီယိုထဲမှာကြားလိုက်ရတဲ့အတန်က B frequency လို့ခေါ်တယ်ပေါ့နော်။ဆိုတော့ဒီအတန် line တစ်ခုရဲ့ frequency ကတယောက်နဲ့တယောက်နည်းနည်းနှီးဆက်တယ်။ဆိုတော့သူတို့နှစ်ယောက်ကိုဘိုင်နူလွတ်လိုက်တဲ့အချိန်မှာ line တွေကထက်လိုက်အဲပြင်မထက်လိုက် ပေါ့နော်။ဆိုတော့ line ခွနှစ်ခုစုံတယ်အဲ့အချိန်မှာကျွန်တော်ပို့ပြီးတော့ကျဲတဲ့အတန်ကိုကြားလိုက်ရတယ်။ပြီးတော့ line ထိတ်နဲ့ line ခွနဲ့စုံတဲ့အချိန်မှာအတန်တိုးသွားတယ်။ပြီးတော့ကျဲလာတယ်တိုးသွားတယ်ကျဲလာ။ဒီလိုမျိုးအတန်တွေဖြစ်တယ်။ဒါတော့ B frequency လို့ခေါ်တယ်။ဒါကအရောက်ကိုမြင်တာတဲ့ line ထက်တဲ့သဘောတရားပေါ့နော်။ interference ဖြစ်တယ်လို့ကျွန်တော်တို့ကပြောလို့ရပါတယ်ဆိုတော့ line ထိတ်နှစ်ခုစုံတဲ့အချိန်မှာတော့ constructive interference လို့ခေါ်တယ်အဲ line ထိတ်နဲ့ line ခွဲစုံတဲ့နေရာမှာတော့ destructive interference လို့ခေါ်တယ်ပေါ့နော်ဘာသမ်းမှကြားမှာမဟုတ်ဒါကအတန် line မှမဟုတ်ဘူးရေ line ရောအလင်း line ရော line ရှိတဲ့အရာဝတ္ထုတိုင်းမှာတွေ့နိုင်တဲ့သဘောတရားတစ်ခုဖြစ်တယ်ပေါ့နော်ဒါဆိုရင်ဒီ line ကွေ့တဲ့သဘောတရားရယ်ပြီးတော့ line ထက်တဲ့သဘောတရားရယ်ဟာဒီ video ရဲ့အသက်ပဲပေါ့နော်ဒါဆိုရင် line နေမှာတဲ့ဒီလိုသဘောတရားရှိရယ်ဆိုတော့ Thomas Yan က experiment တစ်ခုလုပ်ခဲ့တယ် ဆိုတော့အလင်းရောင်ကလှိုင်းဟုတ်မဟုတ်ကို तू ကစမ်းသပ်ခဲ့ပေါ့နော်ဆိုတော့ gap လေးနှစ်ခုကို तू ကလုတ်ပြီးတော့အလင်းနဲ့ပြစ်လိုက်တယ်ဆိုတော့အလင်းရောင်ကဒီ gap နှစ်ခုကိုဖြတ်ပြီးွားတဲ့နောက်ပိုင်းမှာလှိုင်းနှစ်ခုအဖြစ်နဲ့အာကိုွေပြီးတော့ထွက်သွားတယ်ပေါ့နော်လှိုင်းနေရာကိုွေသွားတယ်ဆိုတော့ဒီကိုွေသွားတဲ့လှိုင်းနှလိုင်းကသွားပြီးတော့တစ်ခုနဲ့တစ်ခုစုံတဲ့အချိန်မှာဒီ screen ပေါ်မှာအရန်ကိုအထင်ရှားတဲ့ color bands တွေကိုတွေ့လိုက်တာဆိုတော့အဲခုနကကျွန်တော်ပြောတယ် line layer နှစ်ခုမှာ အလိုင်းထိပ်တွေနဲ့အချင်းချင်းစုံမီဆိုလို့ရှိရင်ပေါ့နော်အလင်းလိုင်းရဲ့ line ထိပ်တွေစုံမီဆိုရင်အဲ့နေရာက brighter band ဖြစ်သွားတယ်ဆိုတော့ line ထိပ်နဲ့ line ခွက်စုံတဲ့နေရာမှာတော့ဘာအလင်းအောင်မှတွေ့ရမှာမဟုတ်ဘူးဆိုတော့ဒါကြောင့်အခုလိုမျိုးပုံလေးဖြစ်လာတယ်ပေါ့နော်ဆိုတော့ဒီနေရာမှာအရန်အလင်းနေတဲ့နေရာတွေကတော့ constructive interference တွေဖြစ်ပြီးတော့ဘာမှမလင်းမနဲ့မဲနေတဲ့နေရာတွေကတော့ destructive interference တွေဖြစ်တယ်လို့သူတို့ကြောက်ချက်ချတယ်ဆိုတော့ဒီ experiment ကနေသိရင်လေ light ဆိုတာက wave nature ရှိကြောင်းကိုအတိအကျသက်သေပြနိုင်တယ် ဒါပေမဲ့ဒါက light မှမဟုတ်ဘူးပေါ့နော်တခြား light ရဲ့เนาะမိသားစုတွေဖြစ်တယ်တခြား radio wave တို့ microwave တို့เนาะအဲ gamma တွေက gamma radiation တွေကအစအခုလိုမျိုးအ pattern တွေကိုပေါ်စေတယ်ပေါ့နော်ဒါကြောင့်ဒီ electromagnetic wave လို့ခေါ်တဲ့လျှက်စစ်တန်လိုက် line တွေအကုန်လုံးက line သဘောတရားရှိတယ်လို့လူတိုင်းကသတ်မှတ်ခဲ့ကြတယ်နောက်ပိုင်းမှာတော့ဒီ Einstein ပေါ်လာတဲ့နောက်ပိုင်းမှာကျွန်တော်တို့အဲ photoelectric effect ကြောင့် အာ light ဆိုတာကနော် photon nature လည်းရှိတယ်။ဒါကြောင့် wave particle duality ဆိုပြီးတော့တတ်မှတ်လိုက်တယ်။ပြင် line တွေကဒီ space ထဲမှာသွားတဲ့အချိန်ဆိုရင်သူတို့တွေကတရားစစ်တန်လိုက် line သဘောတရားနဲ့သွားပြီးတော့အာ matter တွေနဲ့ထိတွေ့တဲ့အချိန်မှာတော့သူတို့တွေက အမှုံသဘောတရား photon nature particle nature ဖြစ်သွားကြတယ်ပေါ့နော်။ဒီနေရာမှာထူးခြားတာက the bosley experiment ကနေပြီးတော့တိုင်းတာလို့ရတဲ့အရာတစ်ခုရှိ။အဲ့ဒါကတော့ အလင်းရဲ့လိုင်းလျားကိုတိုင်းတာလို့ရတာပဲပေါ့နော်ဆိုတော့အလင်းရဲ့လိုင်းလျားကတော်တော်လေးကိုသေးတယ်ဆိုတော့ဘယ်လိုများတိုင်းတာလဲဆိုတော့ဒီ equation လေးကိုကြည့်လိုက်ပေါ့နော်ဒီအလင်းရောင်ရဲ့လိုင်းလျားကိုသိချင်တယ်ဆိုလို့ရှိရင်တော့ခုနကတော့ the best slit experiment မှာ gap နှစ်ခုရဲ့ကြားကအကွာအဝေးကို a လို့သဘောထားတယ်ပေါ့နော်ပြီးလို့ရှိရင်တော့ကျွန်တော်တို့ဒီခုနကတော့ screen ပေါ်မှာပေါ်နေတဲ့ brighter band နှစ်ခုပေါ့နော်ကတ်နေတဲ့ bright band နှစ်ခုရဲ့ကြားအကွာအဝေးကိုတော့ x လို့သဘောထားတယ် အဲပြောလို့ရှိရင်တော့ဒီ screen နဲ့ gap နှစ်ခုရဲ့ကြား distance ကိုတော့ d လို့သဘောထားရပေါ့နော်ဆိုတော့ဒီ formula လေးကိုသုံးလိုက်လို့ရှိရင်တော့ lambda ဆိုတဲ့အလင်းရောင်ရဲ့ line အလျားကိုကျွန်တော်တို့ကဒီ a ရဲ့ x ရဲ့ကိုမြှောက်ပြီးတော့ d နဲ့စားလိုက်မယ်ဆိုရင်တော့ရနိုင်တယ်ပေါ့နော်ဆိုတော့ဒါပေမဲ့ detail calculation တွက်ဖို့တော့လိုအပ်တယ်1924မှာ Louis D. Broglie ဆိုတဲ့ဒီ scientist ကသူကမေးခွန်းတစ်ခုထုတ်လိုက်တယ်သူကဘာဘာမေးခွန်းထုတ်လိုက်လဲဆိုတော့ဒီ photon ဆိုတဲ့ light တွေကအာ wave nature ရှိမယ်ဆိုရင်တကယ်လို့ electron da wave nature ရှိမယ်ဆိုရင်ရောဘယ်လိုလုပ်မလဲပေါ့နော်ဆိုတော့ electron da wave nature ရှိမယ်ဆိုရင် तू อ่ะလဲဒီ diffraction line line ကိုရတဲ့သဘောတရားရှိနေမယ်ဆိုပြီးတော့ तू อ่ะတတ်မှတ်လိုက်ဆိုတော့ဒါဆိုရင်ဒီ electron လေးရဲ့ line လေးအောက်ကို तू อ่ะစပြီးတော့တွက်ဖို့ကြိုးစားတယ်ဆိုတော့ဒီ electron လေးကတဲ့ line လေးအားရှိကိုရှိတယ်ဆိုတော့ဒီ line လေးအောက်ကိုသိကျင်လို့ရှိရင်တော့တဲ့အမ်ကျွန်တော်တို့ဒီ equation ပေါ့နော် lambda ပေါ့ line လေးအောက်ကိုသိကျင်လို့ရှိရင် Planck constant ကိုရဲ့ဒီ electron ရဲ့ momentum နဲ့စားလိုက်ရတယ်ပေါ့နော်ဆိုတော့အရန်ကိုထူးဆန်းတဲ့တစ်ချက်ကကျွန်တော်တို့ Planck constant ဆိုတာကအာဒီ photon ရဲ့ energy ကိုရှာတဲ့နေရာမှာသုံးခဲ့ရ E equal to hf နဲ့သုံးခဲ့ရပေါ့နော်အဲဒါပေမဲ့ဒီနေရာမှာဒီ matter ရဲ့ wavelength ကိုရှာတဲ့နေရာမှာလဲ matter ကို wave လို့သဘောထားပြီးတော့ပွက်တဲ့အချိန်မှာလဲကျွန်တော်တို့ matter တွေပေါ့နော် matter ရဲ့ wavelength ကိုရှာတဲ့အချိန်မှာတဲ့ဒီ formula ကိုသုံးတဲ့အချိန်မှာပေါ့နော် Planck constant ကိုထည့်သုံးရတယ် ဆိုတော့ဒါကြောင့် lambda equal to h divided by ဆိုတော့ momentum က mass time velocity ပေါ့နော်ဒါကြောင့် mv ဆိုပြီးတော့သူကအဲထည့်ပြီးတော့တွက်လိုက်တယ်ဆိုတော့ဥပမာ65 kg လောက်ရှိတဲ့လူတစ်ယောက်ကိုမြင်အောင်ကြည့်လိုက်ဆိုတော့အဲ့လူတစ်ယောက်ရဲ့အာ mass ကိုသိပြီဆိုရင်ねအဲသူ့ရဲ့ဒီ momentum ကိုတွက်လို့ရပြီပေါ့နော်ဒါဆိုရင်သူ့ရဲ့လှိုင်းလျှောက်ကိုလည်းကျွန်တော်တို့ကတွက်လို့ရတယ် ါဆိုရင်တော့ကျွန်တော်တို့တွက်ကြည့်မယ်ဆိုရင်ဒီ65 kg လောက်ရှိတဲ့လူတစ်ယောက်ရဲ့ line အလျားကကျွန်တော်တို့3.4 times 10 power minus 36 meter ပဲရှိဆိုတော့အရန်ကို line လျားကျင်းလွန်းတယ်ဆိုတော့အလင်းတို့နော် gamma တို့ထက်တောင် line လျားအရန်ကျင်းတယ်ဆိုတော့အဲ့ကကျတော့ကျွန်တော်တို့လိုမျိုးလူတွေပေါ့နော်လူတွေပျက်စီးတွေအရန် mass များတဲ့ကောင်တွေမှာတော့ line လျားကဘလို့နည်းနည်းမှဟိုမမြင်တာဘူးပေါ့နော်အရန်သေးလွန်းတယ်ဆိုတော့အဲ့ကကျတော့ okay ကျွန်တော်တို့က line နေတာဆိုရင်ကျွန်တော်တို့က gap တွေကိုဖြတ်တဲ့အချိန်မှာ diffraction အာ line ကိုဝါးတဲ့သဘောတရားဖြစ်ကြမယ်ပေါ့နော် okay ဒါဆိုရင်ကျွန်တော်တို့ရဲ့ line layer နဲ့ညီမျှတဲ့ gap ကကဘာပေါ်မှာရှိမလဲဆိုတော့ကျွန်တော်တို့နေတဲ့ဘဝမှာဖြတ်တန်းသွားလာလှုပ်ရှားနေတဲ့အချိန်မှာဖြတ်သွားတဲ့ gap တွေကနော်အဲတကားပေါ့တို့နော်ခြံစည်းရိုးတို့လောက်ပဲရှိရပါတော့ဆိုတော့အဲ့လောက်ထိကျင်းတဲ့ gap ကိုကျွန်တော်တို့ဘယ်လောက်ပဲအာစူးစမ်းပြီးတော့နော် weight ချ weight ချ ရလာမှာမဟုတ်ဘူးပေါ့နော်ဆိုတော့အဲ့ gap ကိုကျွန်တော်တို့ဖြတ်လို့ရမှာမဟုတ်ဘူးပေါ့နော်ဒါကြောင့်အကျွန်တော်တို့ကလက်တွေ့เนาะတက်တည်ပြလို့တော့မရအဲ့ခါကျတော့ scientist တွေကကျွန်တော်တို့လူတွေလိုမျိုးကြီးမားတဲ့အရာဝတ္ထုတွေကိုသူက line သဘောတရားနဲ့တော့စဉ်းစားလို့ရပြီမဲမစဉ်းစားတော့ဘူးအဲသူကဘာနဲ့ပဲစဉ်းစားလိုက်လဲဆိုတော့အအရန်ကိုကြီးမားတဲ့ particle တစ်လုံးလို့ပဲစဉ်းစားလိုက်တယ်เนาะအဲ့ခါကျတော့ particle nature နဲ့ပဲစဉ်းစားပြီးတော့ newton ရဲ့ mechanics ပေါ့နော် newtonian mechanics တွေနဲ့ပဲတွက်လို့ပိုလွယ်တယ်ပေါ့ဗျာ ဆိုတော့အဲ့ခါကျတော့အဲဥမာ moment တန်တွက်တယ်ဆိုလဲ yoyo dynamics ရဲ့ velocity ရဲ့မြောက်ပြီးတော့တွက်လိုက်တာမျိုးပေါ့နော်အရင်ဒီ daylight စဉ်းစားစရာမလိုတော့ဘူးလို့သူကပြောတယ်ပေါ့နော်ဒီသဘောတရားကြောင့်ပဲကျွန်တော်တို့ဒီ matter state ကိုလေ့လာတဲ့နေရာမှာအရန်ကိုအသုံးဝင်ခဲ့တယ်ပေါ့နော်ခုနကတော့ electron တစ်လုံးချင်းစီကလည်း diffraction effect ကိုဖြစ်စေတယ်လို့တခြား neutron လို particle state နဲ့ဆန်းသတ်တဲ့ချိန်မှာလည်းအဖြစ်အတူတူပဲဒါကြောင့်သူက matter တွေအကုန်လုံးက weight သဘောတရားရှိတယ်လို့သူကပြောလိုက်တယ် ဆိုတော့အဲ့နေရာမှာ matter တွေကိုလေ့လာတဲ့နေရာမှာ neutron တို့အရာမျိုးတွေကိုလည်း diffraction effect ရှာပြီးတော့လေ့လာခဲ့ကြရတယ်။ပြီးတော့ atomic structure တွေကိုလည်းကျွန်တော်တို့သိလာခဲ့ကြရတယ်ပေါ့နော်။အရန်ကိုသိတဲ့အာကျွန်တော်တို့ DNA ပေါ့နော်။ဒါ nucleus ထဲမှာရှိတဲ့ DNA molecules တွေကိုလေ့လာတဲ့အချိန်မှာလည်း electron လေးတွေကိုပစ်ပြီးတော့ပေါ့နော်။ဆိုတော့ electron လေးတွေကို atom တွေချောင်းကိုပစ်ပြီးတော့လေ့လာခဲ့ကြရတယ်။ဆိုတော့ဒီလိုလေ့လာတဲ့အချိန်မှာခုနကတော့ ီ Louis de Broglie ဆိုတဲ့ scientist ပေါ့နော်ဒီ scientist ကသူကခုနကတော့စဉ်းစားလိုက်ရုံပဲရှိသေးတယ်ဒါပေမဲ့အဲနောက်ပိုင်းမှာတော့ဒီ England scientist တယောက်ရယ်ဒီ American scientist တယောက်ရယ်က electron လေးတွေကို nickel crystal လေးကြီးပြစ်ပြီးတော့စမ်းသပ်တယ်အဲပြီးတော့တချို့နောက်တစ်ယောက်ကကြတော့ atom လေးတွေကြားနေပြီးတော့ပြစ်ပြီးတော့စမ်းသပ်တယ်ဒါကြောင့်အဲ့မှာတို့ကတကယ်သက်သေတယ်သွားတွေ့တယ်ဒါကြောင့်တို့သုံးယောက်လုံးကအာ physics အတွက် Nobel ဆိုရခဲ့တယ်ပေါ့နော်တို့သုံးယောက်လုံး share ပြီးတော့ယူခဲ့ကြဆိုတော့ ဒီနေရာမှာ the best slit experiment ကအရန်ကိုအထူးဆန်းနေပေါ့နော်ကျွန်တော်ပြောခဲ့တာကအအတိအကျကြီးတော့ဟိုမပြည့်စုံဘူးဒါပေမဲ့ဒီ the best slit experiment ကနေတဆင့် quantum physics ရဲ့အရန်အရေးပါတဲ့အခန်းကဏ္ဍတွေကိုသိရှိလာတယ်ကျွန်တော်တို့နေ့စဉ်ဘဝမှာ matter တွေအကြောင်းကိုပို့ပြီးတော့သိလာတယ်ပေါ့နော်ဒါကြောင့်နောက်ဆုံးအနေနဲ့အဆုံးသတ်ပြောရမယ်ဆိုရင်တော့ကျွန်တော်တို့အကုန်လုံးက line တွေဒါပေမဲ့လောလောဆယ်တော့ particle အကြီးကြီးပေါ့နော် ဆိုတော့ double slit experiment နဲ့ပတ်သက်ပြီးတော့ကိုတိရားရရှိလို့ရှင်လေတခြားသူတွေအဘူဒရာရအောင်လို့ဒီအောက်မှာ comment လေးမှတ်ပေးခဲ့ပါအားလုံးကျေးဇူးတင်ပါတယ်